ရသည်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့90 days ဆိုတဲ့ဇာတ်ကားလေးကို recap လုပ်ပေးတော့မှာပဲဖြစ်ပါတယ်လူသားဖြစ်မဝင်စားရသေးတဲ့ဝိညာဉ်ကဘာကြီးမှာဝိညာဉ်တွေကလူသားဖြစ်မမွေးဖွားခင်စံတက်မှုတွေကိုဖျက်ချော်ရတဲ့တိတက်နေရာတစ်ခုမှာစတင်ထားပါတယ်စံတက်ချက်တွေကိုအောင်မြင်မှသာလူပုံကိုဝင်စားကြရပြီးစံတက်ချက်တွေမှာကြာရှုံးခဲ့မယ်ဆိုရင်တော့ဝိညာဉ်ဟာလောကပြောက်ကွယ်သွားမှာပဲဖြစ်ပါတယ်လူသားဖြစ်ဝင်စားမယ်ဆိုရင်လည်းဘာမှညံမှကျွန်တော်မှမဟုတ်တော့ပါဘူးဝိညာဉ်ကဘာကြီးရဲ့အလေတဲတွေမှာတော့အင်္ဂလိပ်တစ်လုံးရှိနေပါတယ် အိမ်မှာနေတဲ့သူကတော့ကိုမဲလုံးဖြစ်ပြီးလူပွားကိုဝင်စားမဲ့သူတွေအတွက်ဝါသနာအလေးကျင့်တဲ့ရုပ်ရည်တွေကိုရေးချဲ့ပေးရတဲ့သူလည်းဖြစ်ပါတယ်။လူပုံလောကကြီးထဲမှာသွားခင်မှာကိုမဲလုံးရဲ့အင်တာဗျူးကိုပြရမှာဖြစ်ပြီးတော့အောင်မြင်မှသာဝိညာဉ်တွေကသူတို့စိတ်ကြိုက်လူပွားတွေကိုဝင်စားကြရပါတယ်။ဝိညာဉ်တချို့က90 machine ကိုလှုပ်ဖို့အတွက်ကိုမဲလုံးရဲ့အိမ်ကိုလာကြရပါတယ်။အဲ့လိုလာတဲ့သူတွေကိုတော့ဆန်းစားဆိုပြီးခေါ်ကြပါတယ်။ ကိုရီယိုကြီးဆိုသူကတော့အခုချိန်ထိလူပွားတွေမသွားရသေးသလိုခန္ဓာကိုယ်လည်းရှာလို့မတွေ့သေးပါဘူး။ကိုမဲလုံးကတော့လူတချို့ရဲ့ဖြစ်ခဲ့သမျှဘဝတွေကိုခေအောင် TV လေးထဲမှာပြန်ပြန်ကြည့်နေတယ်။မက်ဆူလေးမှတ်သားရေးရင်တိတ္တာကိုတက်တက်တာတာဖြတ်တန်းလို့နေပါတယ်။စောင့်ကြည့်နေတဲ့ဘဝတွေမျိုးစုံတွေမှာကိုမဲလုံးသဘောကြဆုံးကတော့မာလာဆိုတဲ့တန်းစုံတီဝိုင်းဖွဲ့ဝင်တရောထိုးကျွမ်းတဲ့မမလှလှလေးဖြစ်ပါတယ်။ ဒီလိုနဲ့ပြည်မှာကုမဲလုံးစောင့်ကြည့်နေတော့မာလာတယောက်ဟာအလုတ်ကိစ္စနဲ့ကားကိုအမြန်မောင်းသွားနေတာကိုတွေ့လိုက်ရပါတယ်။ကုမဲလုံးထင်နေတဲ့အတိုင်းပါပဲ။မာလာတယောက်ကားကိုရှေ့မထိနိုင်ပဲကားမောက်သွားခဲ့ပြီးပြေးဆုံးသွားခဲ့ပါတယ်။ကုမဲလုံးလည်းမာလာအတွက်စိတ်မကောင်းဖြစ်နေခဲ့ပေမဲ့ဘာမှတော့မတက်နိုင်ခဲ့ပါဘူး။နောက်တစ်ရက်မှာတော့ကိုရီတာစံသက်ချစ်ကိုလှုပ်ကြဖို့ဝိညာဉ်တချို့ဟာကုမဲလုံးစီကိုရောက်လာကြပါတယ်။ ကွိုင်ဒီမက်ကောက်ကိုလက်တရားရာကိုမိုက်ခင်းတဲ့တခြားသူတို့ချို့ကကိုရစ်တာဆန်သက်မှုကိုစိန်ခေါ်ဖို့ရောက်လာကြသူတွေပါကိုမဲလုံးကလည်းရိုးရိုးအင်တာဗျူးမှာဘွားရဲ့နှစ်သားရကိုဘလိုမျိုးဘွားတွေကိုလိုချင်လဲစတဲ့ရိုးရိုးရှိချင်းမိခွန်းတွေကိုသာမိခဲ့ပါတယ်ရန်ကလည်းပတ်စံအာနာပါဝါကျွန်တော်တို့ယုံချောဖို့ဆိုတဲ့ပေါက်တက်ကြရီဖြေခဲ့ကြပါတယ်ကိုရစ်တာဆန်သက်မှုရဲ့နောက်ဆုံးနေ့မှာဆိုရင်တော့စန်းစာအားလုံးဟာယုံကြည်မှုရှိနေပြီးလူလောကထဲကိုတောက်ခွင့်ရဖို့စိတ်အားထက်သန်နေကြပါတယ်ကိုမဲလုံးကလည်းတယောက်ချင်းစီကိုမိခွန်းတွေမျိုးမျိုးမိခဲ့ပေမဲ့ကိုရစ်ကတော့ဝိညာဉ်ကဘာနဲ့လူပုံအချာဘာကွာချမှုရှိလဲဆိုပြီးဆက်ဆုခဲ့ပါတယ်ကိုမဲလုံးကလည်းဒီနေရာမှာနေရတဲ့ ခံစားမှုနဲ့စိတ်ချနေကလူပုံမှာထက်ပိုပြီးပေါ်ပါတာလုံးကြောင်းတွေပြန်ပြောပြခဲ့ပါတယ်။ကိုယ်ကလည်းကိုမဲလုံးကိုလူပုံရောက်ပူလာလို့ထက်ပြီးဆက်ဆုနေတာကြောင့်ကိုမဲလုံးလည်းဆက်မဖြစ်ပဲဒီနေရာမှာသူ့ကိုမေးခွန်းထုတ်ရမှာမို့ပဲသူမေးသမျှကိုသာဖြေရမှာဖြစ်ကြောင်းသတိထက်ပြီးလိုက်ပါတယ်။တခြားသူတွေကလည်းသူနီးသူဟန်နဲ့ဖြေဆိုကြပါမယ်။ပထမဆန်းတမ်းမှုမှာတော့ဘသူကမှကိုမဲလုံးကိုစိတ်ကျဉ်တယ်မှုမရစေခဲ့ပါဘူး။ ညနေမှာတော့တရက်တာအတွက်လောက်ရမဲ့တာဝန်တွေပြီးပြီးထင်နေတဲ့ကိုမဲလုံးနဲ့ကိုတျော်ကြီးတို့ဟာအေးအေးဆေးဆေးနှက်နေကြတော့မှပဲမိကောက်ကရောက်ချလာပြီးသူမကြံသေးကြောင်းလာပြောခဲ့ပါတယ်မိကောက်ကနောက်ကျလာကြောင်းကိုမဲလုံးကစိတ်ပြစ်သွားခဲ့ပေမဲ့ကိုတျော်ကြီးကတော့မိကောက်ဟာစမ်းသက်ချက်ကိုအောင်မြင်ခဲ့သူဆိုတာယုံကြည်နေခဲ့ပါတယ် မိကောက်ကလည်းကိုရဲလိုပဲစူးစမ်းလိုစိတ်ရှိပြီးကိုမဲလုံးကိုလည်းမိခွန်းနေပြန်မိခဲ့ပါသေးတယ်။ကုတေယိုကြီးကိုလည်းကိုမဲလုံးရဲ့တတိလာမိခဲ့တာကြောင့်ကုတေယိုကြီးကငါသာတတိဆိုရင်မဲလုံးကိုအလောက်ခံမှာမဟုတ်ဘူးဆိုပြီးဟာတာလေးနီးနောဖြစ်တော့မိကောက်လည်းသဘောကျစွာရီခဲ့ပါတယ်။တကယ်တော့ကုတေယိုကြီးကလူဘွားကိုတခါမှမဝင်စားရသေးတဲ့ဝါရင်လေလွင်ဝိညာဉ်တစ်ခုပဲဖြစ်ပြီးဝိညာဉ်ကဘာမှပိတ်မိနေခဲ့တာပါ။ကိုမဲလုံးကလူဘွားနဲ့ရှင်ပြီးဝမ်းနေစရာမိခွန်းတွေကိုမိတဲ့အခါမှာတော့အိမီယာဖြေဖို့ညှင်းဆန်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ကိုမဲလုံးရောမိကောက်ရောကသူတို့ရဲ့တားငယ်လေးကိုလူဘွားမှာဆုံးရှုံးခဲ့ဖို့ကြားလို့ပါ။ ကိုမဲလုံးကလည်းဖြေကိုတိရမသာလူဘောက်ကိုပြန်သွားရဖို့အထောက်ကူဖြစ်မှာမို့ဖြေကိုဖြေဖို့ထပ်ပြောခဲ့ပါတယ်။အီမီကလည်းတားဆားတဲ့အရွယ်မှာလူတိုက်လို့ရမလားဆိုသလိုခီသူမို့တော့ဝိညာဉ်ကဘာကထူးဆန်းရစ်ဆက်တဲ့နေရာလားဆိုပြီးပြန်မိတာကြောင့်ကိုမဲလုံးကလည်းဖျားခက်သွားပါတယ်။ဒီလိုနဲ့တားဆားမလားလူတိုက်မလားဖြစ်ကုန်ပြီးပထမနေ့စမ်းသပ်ချက်ကြီးကတော့ပြီးဆုံးသွားခဲ့ပါတယ်။နောက်တစ်ရက်မှာတော့မစ်ရှင်တွေအားလုံးကိုကဘာကြီးကိုစောင့်ကြည့်နေတဲ့ကိုမဲလုံးရဲ့စောင့်ကြည့်ရေးစင်တာကိုခေါ်သွားခဲ့ပြီးတယောက်ချင်းစီရဲ့ဖြစ်ကျင်တဲ့ဘဝနဲ့တွားကျင်တဲ့နေရာကိုရွေးစေပြီးစောက်ထဲမှာမတ်စုရေးစီခဲ့ပါတယ်။ထူးထူးခြားခြားကိုမိုက်ခဲကတော့ဘာသာမှမမြည်ပဲစောက်ထဲမှာပကြီးတွေဆွဲနေခဲ့ပါတယ်။ကိုမဲလုံး ုံးကလည်းသတိထားမိပြီးသွားတောင်းကြည့်တော့အစာပိုင်းမှာမပြခြင်းပဲလေကြီးခွင့်ပေးခဲ့ပါတယ်။ကိုမိုက်ခဲဆွဲထားတဲ့ပကြီးအားတိတ်ကိုလက်ရမြောင်းနေပြီးအသက်ဝင်လွန်လာတဲ့ကန်းကြီးပုံတစ်ခုဖြစ်နေခဲ့ပါတယ်။ညမှာစန်းစာရီအားလုံးရေးသားထားသမျှမတ်စုတွေကိုဖတ်ကြည့်တော့အကောလုံးကကောင်းပြီညွန်ပြီလှပြီချမ်းသာပြီဆိုတဲ့ဘဝတွေကိုရေးသားထားခဲ့ကြတယ်ဆိုပေမဲ့အဲ့ဒီထဲမှာမိကောက်တယောက်မပါခဲ့ပါဘူး။မိကောက်ကတော့ဘဝရဲ့တချို့ဖြစ်ဖြစ်တွေကိုအစာကြောင်းအိမ်နေနေနဲ့အတိတ်ပဲရှိစွာရေးသားထားပါတယ်။နောက်တစ်ရက်မှာတော့မတ်စုစာအုပ်တွေကိုတယောက်ချင်းစီကိုပြန်ပေးခဲ့ပြီးမိကောက်ကိုလည်းပူကောင်းတဲ့ဘဝကိုရေးချွဲဖို့ထပ်ပြောခဲ့ပေမဲ့မိကောက်ကတော့မရွေးချယ်ခဲ့ပဲ ုမဲလုံးအလဲတော်ကဘယ်တစ်ခုကိုရွေးခဲ့လဲဆိုပြီးဆက်ဆုခဲ့ပါတယ်။ကုမဲလုံးကတော့အချားပြေတွေကိုပြောခဲ့ပြီးမိကောက်ငယ်ဘဝဘုံရည်တချို့ကိုပြန်ပြပေးခဲ့ပါတယ်။ကိုအေးကလည်းဝိညာဉ်ကဘာမှာသူ့အတွက်အလုပ်နေရာလေးဘာလို့များမရှိဘူးလားလို့မိတာကြောင့်ကုမဲလုံးကလည်းနောက်ထပ်မပြောမိစေဖို့တတိပေးလိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကုမဲလုံးကစန်းစားအလုံးကိုလူပုံသွားစေခြင်းပြီးသူ့လိုပိတ်မိနေတဲ့ဝိညာဉ်မဖြစ်စေချင်တာကြောင့်မှကိုအေးကလည်းတကယ်လို့သူသာဆန်းသက်မှုတွေကိုကြာရှုံးခဲ့မယ်ဆိုရင်ပျောက်ကွယ်သွားမယ့်ဝိညာဉ်ဖြစ်ရမယ်စားဝိညာဉ်ကဘာမှာနေနေရတာကပိုပြီးကောင်းတယ်မလားဆိုပြီးမိကုံးထတ်ထုတ်ခဲ့ပါတယ်။ ဲဒါကြောင့်ကိုမဲလုံးကအားလုံးကိုစောင့်ကြည့်စင်တာထပ်ခေါ်ခဲ့ပြီး TV မှာမြင်ရသမျှအတင်းမှာမကြိုက်တဲ့ချစ်တွေကိုမှတ်စုမှာခြားရေးခန်းခဲ့ပါတယ်။အားလုံးရဲ့ဖေကိုစစ်ဆေးပြီးတဲ့အခါမှာတော့ကိုမဲလုံးကကိုမိုက်ခဲကိုပျောက်ကွယ်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကိုမဲလုံးကတော့လင်ပူမိထာလိုမြေနဲ့မြေခွဲဖြစ်နေပြီးဘာကြောင့်သူ့ကိုရွေးခဲ့တယ်လဲမေးခဲ့ပါတယ်။ကိုမဲလုံးကလည်းရှင်းလင်းစွာပဲစာရင်းနဲ့ပေါ်ပင်ပေးပြီး TV ထဲမှာဘာရီမြင်ခဲ့လဲဆိုတာကိုထပ်ပြီးရေးစီခဲ့ပါတယ်။ကိုမဲလုံးနဲ့ကိုဒီယိုကြီးကမိုက်ခဲရဲ့နှုတ်ဆက်ပွဲတွေအထူးပြင်ဆင်နေကြပါတယ်။မိကောက်ကကွန်ကြီးပြားစီဆိုပြီးကိုဒီယိုကြီးကိုပြောတာကြောင့်ကိုဒီယိုကြီးကလည်းလက်ခံလိုက်ပြီးတူတူအလုပ်လုပ်ကြပါတယ်။ ကိုရီယိုကြီးကလည်းမိကောက်တို့လိုသူလည်းရွေးချယ်ဖွင့်ရမှာဆိုရင်ဒေါ်တာအဲလီတာဇန်လိုမျိုးတောင်ထိပ်တီတပြည်အာရပါရယာမီတဲယာမီတဲဆိုပြီးအကြီးကျယ်အုပ်ဘူးကြီးကြောင့်ပြောပြခဲ့ပါတယ်။အီမီကလည်းကိုမဲလုံးကိုရွေးချယ်ခြင်းရရင်ဘာကိုရွေးချယ်မလဲမေးပေမဲ့ကိုမဲလုံးကလည်းမိတော့ကိုမဖြစ်ပဲဖင်ရရင်တော့ကိုချင်မရလို့တိုင်နေပို့နေရတာဆိုပြီးပြန်ပြောချလိုက်တာကြောင့်မိကောက်လည်းပူသွားပါတော့တယ်။အလုပ်တွေပြီးသွားတဲ့အခါမှာတော့ကိုရီယိုကြီးကကိုမဲလုံးကလူ့ဘဝမှာတော့ငါအရန်ကိုကျင်နာတက်တယ်လို့စိတ်ထားကလည်းဖြူစင်ကြောင်းတွေပြောပြခဲ့ပါတယ်။ကိုမဲလုံးကစန်တာရီကိုလူ့ဘဝဝင်ခွင့်ရှိမရှိတမတမတ်ကြကြဆုံးဖြတ်ပေးတာကြောင့်အလွန်လေးစားမိကြောင်းမိကောက်ပြောပြခဲ့ပါတယ်။ ောက်တည့်ရဲ့ကိုမဲလုံးတယောက်စန်းစာရီရေးထားတဲ့မက်ဆူတွေကိုဖတ်နေတော့မှကိုယ်အိတ်ကရောက်လာခဲ့ပြီးအမြဲတမ်းနိုင်ကျင့်ခံနေရတဲ့မောင်ဖြူလေးကိုလက်ညှိုးထိုးပြခဲ့ပါတယ်။မောင်ဖြူလေးကအเจ้าမှာဆိုရင်ဘူလီလုတဲ့သူကအမြဲနိုင်ကျင့်နေတယ်ဆိုပေမဲ့မောင်ဖြူလေးဘာမှပြန်မလုပ်တာကိုကိုယ်အိတ်ကတိတ်တဘောမတွေ့ပါဘူး။အဲဒါကြောင့်မောင်ဖြူနေရာမှာသူသာဆိုရင်ပြန်ချမိမှာဆိုပြီးပြောခဲ့ပါတယ်။ကိုမဲလုံးကလည်းသူရဲ့ကောင်းလှုပ်ချင်တာလာပြီးတော့ကိုယ်အိတ်ကကိုကိုကိုကာကွယ်တယ်ဆိုတာဘာဟီရိုလုတာမှမဟုတ်ဘူးဆိုပြီးဖြေခဲ့ပါတယ်။မိကောက်ကိုအင်တာဗျူးတဲ့အချိန်မှာဆိုရင်တော့မိကောက်ကကိုသားထူးဆိုတဲ့တယောက်ကြောင့်ပြောခဲ့ပါတယ်။ ကုသထုကဘာလို့လို့အမြဲကြာရှုံးနေတာကြောင့်သူ့ကိုသူမုံတီးနေပြီးအမြဲအရှိတ်ရနေတဲ့သူလည်းဖြစ်ပါတယ်။အချင်းကြာလာတဲ့မြတ်ကုသထုကဘာကူမှမခံစားတတ်တော့ပေမဲ့တချို့ကိစ္စတွေကတော့စိတ်တန်ရာအဖြစ်ရှိနေစေဖြစ်ပါတယ်။ တချို့တော့ကုသတူရဲ့ negative တွေးတွေကသူ့ကိုယ်သူစိတ်တောက်ဖြစ်စေခဲ့တယ်ဆိုတာကုသတူသိတယ်လို့မိကောက်ကလည်းကောင်းကောင်းကြီးနားလည်နေခဲ့ပါတယ်။ကုမဲလုံးကလည်းမိကောက်ပြောတာကိုနားထောင်နေခဲ့ပြီးသူတို့ဘာမှမလုပ်ပေးနိုင်ကြောင်ပြောတော့မိကောက်ကကုသတူရဲ့စိတ်တနေရာမှာကောင်းကွက်လေးရှိနေနိုင်ကြောင်သူသားတခုခုကိုညီနိုင်ရင်ကောင်းကွက်လေးတွေကိုပြန်ပေါ်ပြမယ်ဆိုပြီးပြောခဲ့ပါတယ်။ကုမဲခဲကိုနှုတ်ဆက်ရမယ့်အချိန်မှာတော့ပကြီးတဲကတိုင်လက်ပါတဲ့ကန်းကြီးလေးမှာနှစ်ယောက်သားစကားပြောနေခဲ့ပါတယ်။ ကိုရိုကြီးရဲ့ကိုကြီးနဲ့မိကောက်ကလည်းမိုက်ခဲပြောက်ွယ်သွားတာကိုချောင်းကြည့်ခွင့်ရခဲ့ပါတယ်။ကိုမဲလုံးပြန်ရောက်လာတော့ TV ကန်းထဲမှာမိကောက်ကဟန်မပြတ်ထိုင်နေခဲ့ပါတယ်။ကိုမဲလုံးကလည်းလူ့ဘဝမှာနေစဉ်ခါကအထက်တန်းကျောင်းရဲ့ပြားဆက်အကအဖွဲ့ဝင်ဖြစ်ခဲ့တဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ပြားဆက်ဆိုတာကလူများနဲ့ဆုံဆုံညီညီကားရတာဆိုပေမဲ့ကိုမဲလုံးစီမှာတော့အကအတူတူကမဲ့တငယ်ချင်းရှိမိတယ်ခဲ့ပါဘူး။ပြားဆက်ကတာဟာစိတ်တူပေါက်တစ်ခုဖြစ်ခဲ့ပေမဲ့ပွဲမရှိတဲ့နေ့တွေမှာတော့မန်ဖန်တို့လက်ရှိအခြေအနေလိုငူးငူးငန်းငန်းဖြစ်နေခဲ့ပါတယ်။ မိကောက်စကားပြောပြတဲ့အခါမှာတော့ကုမဲလုံးဟာမာလာရဲ့ဘဲကနေဘလူကားအက်ဆီဒန့်ဖြစ်သွားခဲ့လေဆိုပြီးဗီဒီယိုကိုပြန်ကြည့်ခဲ့ပါတယ်။တကယ်တော့မာလာကဆူဆိုက်လုပ်ခဲ့တာပါ။ကုမဲလုံးကအရန်နေအံအောင်မိခဲ့တယ်လို့မာလာကိုအဲ့ဒီလိုခက်ခဲတဲ့လူဘဝကိုဆေးလုံးမိခဲ့တာကြောင့်သူ့ကိုယ်သူအပြစ်တင်နေမိခဲ့ပါတယ်။အဲ့လိုနဲ့ကုမဲလုံးလည်းမိကောက်လိုမျိုးဆေးမကောင်းမှုတွေဖြစ်ပေါ်လာပြီးမာလာလိုကံကြမ္မာမျိုးရင်ဆိုင်တွေးရမှာကိုကြောက်ရွံ့နေခဲ့ပါတယ်။အဲ့ဒါကြောင့်အသားမဲပေမဲ့နှလုံးသားဖြူစင်တဲ့ကုမဲလုံးဟာကျင်နာနှွေးထွေးစာနဲ့ပဲမိကောက်ရဲ့ပခုံးကိုကင်ထားလိုက်ပါတယ်။နောက်တစ်ရမှာတော့အင်တာဗျူးဖြေနေကြတော့မအေးကမဲမဲလုံးလုံးကြီးကိုတဲရလို့ဆိုပြီးကုမဲလုံးကိုချစ်ချောင်းစာရွက်လေးနဲ့ရေးခဲ့ပါတယ်။ ကိုမဲလုံးကလည်းငါကူမအောင်ချင်မှုဆိုပြီးခက်ချစ်ချင်းညင်းပြစ်လိုက်ပါတယ်။မိန်းကလေးတို့တဘာဝငိုယိုပြီးတောင်းပန်ခဲ့ပေမဲ့ကိုမဲလုံးတို့ကတော့ပိုးဆိုရင်ကျင်းကားဒီမသိခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဝိညာဉ်ကဘာမှအားလုံးကမကြခင်လေးလွင်ပြစ်ပြစ်သွားတာမို့လို့ပါ။အဲ့ဒါကိုသိသွားတဲ့ကိုဒီယိုကြီးကတော့ကိုမဲလုံးကိုပြစ်တင်ခဲ့ပြီးဝိညာဉ်ကဘာမှပဲကိုစိတ်ကိုမပိတ်ဆို့မထိန်ချုပ်ဖို့ပြောခဲ့ပါတယ်။အဲ့လိုနဲ့ကိုဒီယိုကြီးနဲ့ကိုမဲလုံးတို့ဟာထမချရုံတမဲစကားများခဲ့ကြပါတယ်။တကယ်ချင်းဆိုတော့လေခဏကြာမှပြန်ပြေးလဲသွားခဲ့ပြီးကိုမဲလုံးကသူ့ဟာမာလာကိုမာယွန်းတဲ့ဘဝအနေထားကိုပို့လိုက်မိတာကြောင့်မာလာရဲ့တိကျနာကျင်မှုတွေကိုသူမရဲ့မျိုးလုံးတွေမှာထင်သာမြင်ခဲ့ရကြောင်းပြောပြတော့ ကိုရီယိုကြီးကဂူမဲလုံးအပြစ်မဟုတ်ကြောင်းပြောပြီးမာလာရဲ့အမှတ်တရပစ္စည်းတချို့ကိုမီရှုပစ်လိုက်ပါတော့တယ်။ပြပီတီရဲ့ကုံလုံးလာခဲ့ပြီးတဲ့အခါမှာတော့စန်တာတွေလည်းတယောက်ပြီးတယောက်ဆန်းသက်ချင်မှကြာရှုံးခဲ့ကြပြီးနောက်ဆုံးမှာမီကောက်နဲ့ကိုအိတ်ပဲကြံခဲ့ပါတော့တယ်။ကိုအိတ်မြောက်နေ့မှာတော့ချင်းချင်းစကားပြောခဲ့ကြပြီးမီကောက်ကဂျင်နာတက်ပြီးလူသားဆန်တဲ့ဘွားတစ်ခုကိုရောက်ချင်းကြောင်းနဲ့ကိုအိတ်ကတော့ရန်လာဆိုင်လက်တော့ပြန်တဲ့ဘူးကတ်ဆူဆူဘွားကိုသာရောက်ချင်းကြောင်းပြောပြခဲ့ပါတယ်။လို့ဆရာမေညာဆိုတော့လေလျောက်သားညစာတူတူစားလိုက်ကြပါတယ်နောက်တစ်ရက်မှာတော့ကိုင်းနဲ့မီကောက်တို့ကိုနောက်ဆုံးတစ်ခေါက်ခေါ်တွေ့ခဲ့ပြီး နှစ်ယောက်မှာတယောက်ကသာလူပုံကိုသွားရမှာဖြစ်တာကြောင့်ဘွားကိုစိတ်ကြိုက်ယူချေတာတည်းသူ့လိုလိုသဘာဝတိုင်းဖြစ်လာတာကိုလက်ခံဖို့ပြောတော့မိကောက်ဟာစိတ်ပစ်စွာနဲ့ထွက်သွားခဲ့ပါတယ်။ကိုတျော်ကြီးကကွဲတဲ့ဆိုင်ရင်မိကောက်ကလူပကိုသွားဖို့ပူပြီးထိုက်တန်တာကြောင့်မိကောက်ကိုယူချေခိုင်းပေမဲ့ကုမဲလုံးကတော့အသားလဲမဲတဲ့စိတ်လဲမာတယ်ဆိုပြီးကိုဝဲကူသာယူချေခဲ့ပါတယ်။နောက်ဆုံးအနေနဲ့မိကောက်ကိုပြောကျင်တဲ့စကားရှိရင်မက်ဆူလေးရေးပေးဖို့တောင်းဆိုတော့မိကောက်ကလည်းမဲလုံးကိုရေးပေးခဲ့ပါတယ်။ဒါမဲ့မဲလုံးကတော့မမြင်ရပဲဖြစ်နေခဲ့ပါတယ်။မိကောက်ကတော့ပျောက်ဆုံးဝိညာဉ်ဖြစ်ဖို့ယူချေခဲ့တယ်ဆိုပြီးကုမဲလုံးကထင်ခဲ့ပါတယ်။ ကိုယ်ကိုယ်တော့လူပုံသွားရမယ့်နေရာထိလိုက်ပို့ခဲ့ပြီးနောက်မှာတော့ကိုမဲလုံးလည်းတောင်ဝဲတစ်ခုပြီးသွားခဲ့တာမို့အေးအေးဆေးဆေးဖြစ်သွားခဲ့တယ်ဆိုပေမဲ့စိတ်ထဲမှာတခုခုတော့ခုနေဆဲပါပဲမိကောက်ကလည်းတဲကန္တာကိုဖျက်ချောက်သွားရင်တဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားခဲ့ပါပြီကိုမဲလုံးကမိကောက်ရဲ့စာကိုတွားကြည့်တော့စာထဲမှာကိုယ့်ရဲ့တာလုံးတစ်ရှင်ရာချင်းရဲ့နှစ်တာရအတွက်ကျေးဇူးတင်ကြောင်းရေးထားခဲ့ပါတယ်အိမ်တစ်ခုလုံးရဲ့နိုင်ငံတွေမှာလည်းမိကောက်ရေးထားတဲ့ကိုယ့်ရဲ့တာမှတ်တရစာတချို့ကိုတွေးလိုက်ရတဲ့အခါမှာတော့ကိုမဲလုံးဟာသူ့လူရွေးမှားသွားတယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်ကိုမဲလုံးကလည်းတဲကန္တာတဲကိုပြစ်ထွက်သွားခဲ့ပြီးမိကောက်ကိုလိုက်ရှာခဲ့ပါတယ်။ရုပ်ရှင်ရဲ့နောက်ဆုံးပိုင်းမှာတော့မိကောက်နဲ့ပြန်တွေ့ခဲ့ပြီး ကိုမဲလုံးကဘနာနာရဲ့ရှုံးမပေးနဲ့ကြိုးစားတခြင်းကိုကြီးကြောင်ကြောင်နဲ့အော်ဆိုခဲ့ပြီးမိကောက်နဲ့တူတူအားရပါရအော်ရီခဲ့ပါတယ်။ရုပ်ရှင်လေးကတော့ပြပါပြီ။လက်ရှိဘဝမှာဆော်မရှိဘဲမရှိဖြစ်နေခဲ့ရင်ဝိညာဉ်ကဘာမှာတော့92ကြောင်ပြီးပေါ်တက်ကရရွေးခဲ့တဲ့ကိုကူကူတာဖြစ်တင်လိုက်ကြပါ။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။